င်္ဂလာပါရှင်။စာရေးဆရာထန်ရေးသားထားတဲ့"သူမဤပစ္စုပန်"ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။"သူမဤပစ္စုပန်" ီလိုနေရာဒီလိုအချိန်မျိုးမှာသူ့ကိုမြင်တွေ့လိုက်ရသဖြင့်သူမှအံ့ဩထိတ်လန့်တုန်လှုပ်သွားသည်ဘဝဘဝကရေဆက်တွေကုံဆုံသွားခဲ့ပြီဟု သူမှတွေးထင်ထားခဲ့တာတွေမှားကုန်ပြီနောက်တစ်ခါပြန်တွေ့ဖို့မတိချတော့ဘူးဟုယုံမှတ်ခဲ့ရကအခုလိုမျက်လည်ပြလိုက်သလိုလျှက်တစ်ပြက်ဆုံတွေ့လိုက်ရသဖြင့်အမောင်ထဲမှာပုံကွယ်နေရမှဘွားကနေ၆လန်းလိုက်တယ်လို့လန်ဖြတ်တုံလို့သွားခဲ့လေသည်တက်နိုင် ဒါငါမိမနေနေနိုင်လေကိုမင်းဆိုကမတီသာဆူရွားစွာ မိဆက်ပေးနေတော့လေသူမသည် နောက်တစ်ကြိမ်ခေါင်းမော့လိုက်ဖို့ကိုပင်အတော်လေးလံနေသည်စိတ်ထဲမှာလေကိုမင်းဆိုကို အတော်ကြီးချင်ဆူသွားကအောင်းတောင်တောင်မြက်တက်တက်ပင်ဖြစ်လာသည်အင်ကိုပြဒနာတဲလာသူမသူမယောက်ျားကိုမင်းဆိုကိုတိုင်းပင်ဖြစ်နေလေသည်နီးရေဧည့်သည်ပါလာတဲ့ဟိတမယာကြီးလေးတစ်ခွက်လောက်လှုပ်ခဲ့ပါဦးဟု လင်တော်မှာကိုမင်းဆိုက အင်းပြန်ရောက်ရောက်ချင်းအေဂန်လေးကနေလှိုင်းအော်သဖြင့်သူမှတမယာကြီးတစ်ခွက်ဖြောကယူပြီးဧည့်သည်ရှိမှချပေးလိုက်သည်ဧည့်သည်မျက်နှာကိုဂယူတစ်ဆိုင်ကြည့်မိလိုက်တော့အခါသူမယင်တဲ့မိုးကြိုးတစ်ချက်ပြစ်သွင်းခံလိုက်ရသည်ဖျားရင်သူကိုတက်နိုင်သူမယင်တွင်ထိမနိုင်သေးမရဗယံမတာလှုပ်ခတ်သွားခဲ့သည် သူမျက်နှာပေါ်ကမြည်သည့်အရေးရောင်ကိုမှမြင်တွေ့ခွင့်မရသေးမီသူမဖြက်ခနဲမျက်နှာလွှဲက ခေါင်းသာတွင်တွင်ငုံနေမိသည်သူနှင့်ကိုမင်းစုဘလူကဘလူယင်းဒီကျွမ်းဝင် ပတ်သက်ခဲ့ကြသည်လေဆိုတာသူမှမတွေ့တဲ့သူသည်ဒီမျိုးကိုဘာကြောင့်ရောက်လာသည်လဲဆိုတာလည်းသူမှမသိဘာမှမသိနားမလဲခြင်းတွင်နေအတူအိမ်ပေါ်ကို စိုက်စိုက်မြဲမြဲရောက်လာတော့သူကိုအံ့ဩခြင်းနှင့်ပင်ကြိုးဆိုနေမိသည်အရေးကဲနားမလဲသည်ကိုမင်းစုကတော့သူနှင့်သူမကိုတတွင်တွင် မိတ်ဆက်ပေးနေစေမှာပင် သူမခြေတွေလက်တွေအေးဆက်လာခဲ့တော့သည် တောင်တောင်ကြီးရက်နေမီတော့သူမအသွင်ကကြောက်ရွံ့တရုံနဲ့အသက်မဲသည်ဟုထင်ရတော့လေရင်ထဲမှာတော့အသက်နှလုံးတွေမွတ်မွတ်လေကပြောင်းဆန်နေတော့သည်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကိုမင်းစိုးရဲ့တငယ်ချင်းတက်နိုင်ပါမမှန်တွတ်တွက်ကြီးပြောနေတော့သူစကားတွေကြားရတော့သူမစိတ်ထဲတွင်မြက်သွားကငုံရှိုးနေတော့မာနာသည်ဆက်ကနေကောင်းထောင်လာသည်အိုးအိုးတယ်လေးပြီးရည်တည်တက်လိုက်သည့်စကားပါလား တကြိမ်ခါများစုံတွေးခဲ့ဘူးခြင်းမရှိခဲ့သည့်တစိမ်တယောက်ဤပြည့်ပြည့်ချိန်ငန်းသောစကားပါလားသူမကိုသူမိသွားခဲ့တာလားမဖြစ်နိုင်မိချင်အောင်ဆောင်နေတာပဲဖြစ်ပါလိမ့်မည်ထောင်ထလာသောမာနာကြောင့်သူမစက္ကနေကောင်းမော့ကြည့်လိုက်သည်အိုးသူပြုံးနေပါလားသူအပြုံးကနှစ်လိုပဲ အာရပါရရှိလာကြည်လားဒါမှမဟုတ်တယောမော်ကားလူစိမ့်နဲ့ရီမောနေတာလားသူမရှည်ရွံ့အစိုးထိတ်သွားသောကြောင့် သူမအမူအရာများမလဲမလုံမလဲဖြစ်သွားသည် သူမျက်နာကိုမြင်ရသည်ကိုပင်ဘလူးတပတ်တကောင်ကိုမြင်ရတကယ်တော့ခြောက်ခြားကြောက်ရွံ့လာသည်မဖော်ရွေတော့သည်ပဲဆိုဆိုအဲ့ဝေမကြည်ပြွန်သည်ပဲဆိုဆိုသူမထိုနေရာမှခြာကနေလက်ထွက်ခဲ့ကအခန်းထဲသို့ပြေးဝင်လာခဲ့သည်ငိုခြင်းပြင်ပြသည်စိတ်ဖြစ်ပေါ်လာခဲ့တော့လဲသူမတစက်ကလေးမျှမျက်ရည်မကြပဲစိုနစ်နေမိသည်တလက်လက်တုန်ခိုက်နေသောယင်ကို လက်နှစ်ဖက်ဖြင့်အသာဖိထားပြီးစိတ်ကိုငြိမ်အောင်ထိန်ထားနေရသည်။ဧကန်စီမှာ ပြန့်လွင့်လာသောယောက်ျားနှစ်ယောက်၏ဤသံကိုကြားရသောအခါသူမှနှကန်းကိုသာဖိကိုက်ခါအန်ကျိတ်ထားမိသည်။အခုလိုအချိန်မှာသူတို့ယောက်ျားနှစ်ယောက်ပြောနေသည့်အကြောင်းအရာကသူမအကြောင်းကလွယ်၍ဘာရှိတော်လိုလဲ။သူတို့၏ဤသံတွေက မိမတယောက်အကြောင်းကို မြင်ရရှက်ရပြောပြီးဟားတိုက်တတ်သည့်ဤသံတွေပဲ။တိတ်အောက်တန်းကြသည့်သူတွေ။ မိမတယောက်ကိုဘေးချိတ်ထားပြီးအဲ့ဒီမိမအကြောင်းကိုအတင်ရောအဖြစ်မှာပျော်ပြီးဝေဖန်ရီမောနေတာယောက်ျားတယောက်လောက်ရမယ်အလုပ်တဲ့လားအေရခင်ဆောင်းစားကိုသူမလက်ဖြင့်ဆွဲဆုပ်ခါတင်တင်ရင်ရင်ခြေမွှပြစ်လိုက်သည်သို့သော တကယ်တမ်းသူမခြေမွှပြစ်လို့ဒီမှာယောက်ျားနှစ်ယောက်ဤနှစ်ခုသော မျက်နာသာလင်းဖြစ်သည်သူမအေခန်းဝါမှာမျက်နာတစ်ခုပေါ်ထွက်လာသည် ကိုမင်းဆို့ ကိုမင်းဆို၏မျက်နှာကိုကြည့်ပြီး "तू ဘာလို့ကျင်နာပါလဲ"ဟုသူမဇဝေဇဝါဖြစ်သွားသည်။သူအခန်းထဲသို့ဝင်လာသည်။နီးဒီညာတက်နိုင်ဒီမှာထမင်းစားလိုက်မယ်။မင်းတခုခုတော့စီစဉ်အောင်ကွာ။ဖျားကြီးကိုတက်နိုင်ဒီမှာထမင်းစားမယ်။သူမတခဏအတွင်းမှာပင်အတွေ့များဖြင့်မုန်ချက်ရှုပ်ထွေးသွားကဒေါသတွေလည်းထောင်လမောင်းထလာသည်။ဘာစီစဉ်ရအောင်မလဲ။ဒီအိမ်မှာဘာမှမရှိဘူးရှင့်။ဘာမှမရှိဘူး။ ရှင်ဘာသာရှင်အပြင်မှာတော့ဝဲကြီးလိုက်ပါလားသူမဒေါသထွတ်ထွတ်နဲ့အတင်းပိတ်အော်ပြောလိုက်တော့ကိုမင်းစိုးကသူမကိုမယုံနိုင်လောက်အောင်အံ့အားကြီးတင့်ပြီးအံ့ဩလျက်ရှိသည်တူးတူးပြောပါကွာမင်းပြောတာတွေတတ်နိုင်ကြတော့မှဖြင့်ငါနေရထိုင်ရခက်နေဦးမယ်ဖယားဖယားဒီတဲ့ထီအောင်ပူသည့်အကြောင်းအရာတွေများရှင်သာတိခဲလင်နေရထိုင်ရခက်ယုံနေမကဘူးထထောင်ခုံပေါက်သွားဦးမယ်မင်းဘလို့ဖြစ်နေတာလဲနီး ငါတငယ်ချင်းကိုမကြွေးချင်မမွေးချင်လောက်ငါတငယ်ချင်းကနူးနေရွေးနေလို့လားမင်းသူ့ကိုမကြိုက်တာဘာတွေများရှိသလဲဟင်ငါ့ကိုပြောစမ်းပါသူမလက်မောင်းတစ်ဖက်ကိုနာကျင်အောင်တဆတ်ဆတ်စုပ်ကိုင်လှုပ်ရမ်းနေတော့ကိုမင်းစိုးကိုကြည့်ပြီးသူမရှဲယွန်တွန်းဆုပ်ထုံအားနေမိသည်ရင်ထဲမှာနာကျင်မှုတွေအဆုလိုက်အဆုလိုက်ပုံထက်လာကပြေသိပ်လေးလံလာသည်ကျမသူ့ကိုမကြိုက်တာသူနဲ့ပတ်သက်သည့်အရာအလုံးမပဲသို့တော့သူမတတိကိုမြူချပြစ်လိုက်သည် ကျွန်မရှွရှွရှက်ရှက်ဘာမှလုပ်မပေးနိုင်ဘူး။ဘာဒုက္ခမှလည်းမခံနိုင်ဘူး။ရှင်းပါသားစဉ်အပြင်ဆိုင်မှာတော့ဝယ်ကြည့်လို့ရရဲ့သားနဲ့ကျွန်မကိုအလကားနေအလကားအပူပေးတယ်။ဘာမင်းကငါကအပူပေးတယ်ဒုက္ခပေးတယ်ဟုတ်လားနီတငငချင်းတယောက်ကိုညစာလေးတနက်ချက်ကျူရမှာ။မင်းကဒုက္ခပေးတယ်ထင်လေ။ငါကပဲတောင်းပန်ပါတယ်ကွာ။ sorry ပါ။အန်လဲအန်လောက်တဲ့မိမ့်မော့။ကိုမင်းဆိုသည်မကြည်မထမ်းရေရွတ်ပြီးအခန်းထဲမှာဒေါသတကြီးထွက်သွားလေသည်။ အခန်းပြင်မှာတီတူတီတူစကားပြောတဲ့တွင်တောင်းလောက်ကြပြီးမှ ကိုမင်းစုဤညင်းညူအိုဟစ်ရေရွတ်တန်ကို အတိုင်သာကြားရလေသည်မိမတွေကတော့တခါတလေဘာမှမသိလောက်အောင်ငါတော့နားမလည်နိုင်တော့ဘူးကွာစံပါပဲအခန်းပြင်မှာအတန်တွေလုံလုံစိတ်သုံးသွားတော့သူတို့အိမ်ထဲကထွက်သွားကြပြီဟုတွေးမိသည် ထိုခါကျမှသူမရင်ထဲကတင်းကြံမှုတွေအနေငယ်ပြေလျော့သွားသည် ကဒင်းထဲမှာတက်တောင့်တက်သားလဲလျောင်းအိတ်ဆက်နေရင်အတွေ့တွေကလည်းအမြင်မပြတ်ဖဲတတိတန်းကြီးရစ်တွေစေဖြစ်သည် သူတို့ဘဲကိုသွားကြမှာလဲဘီယာဆိုင်မင်းနေမှာပေါ့ဘီယာဆိုင်မှာ သူတို့နှစ်ယောက်ဘာတွေများပြောကြမှာလဲကိုမင်းဆိုကသူမမကောင်းချောင်းတွေများပြောနေမလားကိုတက်ခိုင်ရရောသူနဲ့သူမရဲ့ပတ်သက်ဆက်နွယ်ခဲ့တဲ့အကြောင်းတွေပျော်ပြဖြစ်နေမလား तू မပြောတန်ကောင်းမှုထင်ပါရဲ့ သူကြည့်ရတာသူမကိုတစိမ့်မိမတယောက်ကိုဆက်ဆန်တကယ်တို့နောက်ွယ်ကအရေးတွေဘာမှမရှိပဲပကတိတက်တဲ့လူချင်းမိဖွဲ့နေတယ်လို့ပြောဆိုခဲ့တာပဲဒါကိုသူမကဝမ်းသာရမယ့်အစားတစစ်စစ်နာကျင်နေတယ်လို့ခံစားနေရတာဘာကြောင့်မလဲအမှန်စစ်စစ်တော့ဒီလိုအချိန်မျိုးမှာသူ့ကိုတွေ့ရမြင်ရခြင်းဒီကံဆူမုံမောင်ကြာခြင်းပင်ဖြစ်သည် သူမျက်နာကိုရဲရဲမကြည့်ရလောက်အောင်ရှေးရုံမှုတွေတိမ်ငဲမှုတွေနဲ့ ုလိပ်ပြာကိုမလုံတော့ပေဒါဟာကံကြမ္မာဖန်ဆင်းသည့်တိုက်ဆိုင်မှုလားတခုခုကိုနာနာချင်းချင်းအော်ဟစ်ပေါက်ကွဲပစ်လိုက်ခြင်းပေမဲ့မြို့သိမ့်မှုထဲမှာအသားကြပြောဝင်နေပြီးတော့စိတ်ကိုယ်သာမနေချုပ်တီးနေလိုက်ရသည်ဖြစ်နိုင်နေသူမျက်နာကို မုံတီးနာကြီးစိတ်ဖြင့်ပြစ်ပြစ်ခါခါကုတ်ဖက်ပြစ်ချင်းလောက်အောင်သူမရင်ထဲမှာခါတီးမှုတွေပြေလန်းနေသည်တချိန်ကအာယုံထဲမှာဆွဲထင်ရသော သူ့လှူရှာမှုပုံရိပ်လေးတွေကို တကွက်ချင်းမြင်ရောင်းရင်စိတ်တိကြိုက်ကြေကွဲသွားလေသည် တညနေလုံးအခန်းအောင်းနေသဖြင့်အိမ်အပြင်မှာလင်းရောင်ယောပါပြီးအမောင်တန်းလာတာကိုတတိမပြူမီတော့အခန်းထဲမှာတရရိတ်ဒိုတက်လာတော့အမောင်သူအောက်တွင်နင်သက်စွာလဲလျောင်းနေစေဖြစ်သည်မိထဖွင့်မိုးကိုပင်အင်အားမရှိတော့တိတ်ဆိတ်မောင်ပြပြတဲ့နေရသည်ကိုပင်ကြည်နဲ့သားရနေမိတော့သည် သို့တော့တိတ်ဆိတ်မှုသည်ကြာရှည်မခံချေမကြာမီပင်အဖြူခွဲခံလိုက်ရလေသည် လာဟိတနိုင် မင်းငါအိမ်မှာကျဲတလောင်နေလို့ရတယ်။အိတ်လို့ရတယ်။စားတာကတော့အပြင်မှာသွားစားလို့ရတယ်ကွာ။ဘသူမှအားကိုးစရာမလိုဘူး။ဒီအိမ်မှာငါရှိနေသေးပြီ။မင်းဘာမှမျက်နှာပူစရာမရှိဘူး။ဘသူမှ အားနာစရာမလိုဘူး။မင်းသိတယ်နော်။ငါကမင်းရဲ့တငယ်ချင်းကောင်စစ်စစ်ရေမရောဘူး။ရှင်းတယ်နော်။အေးပါကွာငါနားလေပါတယ်။ဖယားကြီးသူတို့ပြန်လာကြပြီ။စကားသံပလုံပထွေးနေအာလေးရှာလေးပြောလိုက်တော့ကိုမင်းဆူအတန်ကြတော့ သူမရင်တွေထူပူလာပြန်ကစိတ်တွေရောက်ရက်ခတ်သွားသည်ကြည်စံဒင်းတို့တွေတောက်လာကြပြီဘလောက်တောင်တောက်လာကြလဲမသိဟေးနီလာပါအောင်ကွာဒီမှာမင်းလင်ပြန်လာတာမကြိုဆိုတော့ဘူးလားမင်းကဘာအချိုပြောင်းနေတာလဲဟမ်ကိုမင်းစိုးကမူမူယူယူအော်ဟစ်နေသည့်အတွက်ဒီတဲ့အခြေအနေမစိုးခင်သူမအခန်းထဲမှကြပြာကတိထွက်လိုက်သည် ကိုမင်းစိုးကခိုင်ရန်ရန်ဖြင့်သူမပခုံးကိုဖမ်းဆွဲလိုက်ရာသူမပါအနေငယ်နောက်သို့ရိုင်းသွားသည်ကိုတက်နိုင်ရှိမှမူသူမတကူလုံးရှေ့ယွန်ထူပူသွားမိသည်မိမဒီမှာငါတငယ်ချင်းညအိတ်လိမ့်မယ်မင်းသူ့အတွက်အခန်းတသက်ပြင်ပေးလိုက်ကွာဘာသူကဒီမှာညအိတ်အောင်မယ်ဟုတ်လားသူမအလွန်အမင်းဒေါသထွက်စိတ်နဲ့ယောက်ျားနှစ်ယောက်ကိုမနစ်မြူးစွာတလက်စီကြီးလိုက်မိသည် တော်တော်ကြက်တည်တုံသည့်ယောက်ျားတွေတကောင်ရံတိုင်းသည့်အထိတမီမအိဆက်၍မရသဖြင့်အိမ်ပြင်ထွက်က သူမထိုင်နေမိသည်ကိုတနိုင်နေအခန်းကလေးရှိနေပါလားဆိုသောအတွေ့ကသူမကိုနှောက်ရက်နေလေသည်သူမမချင်ဘူးသောအိမ်မက်ကိုမမျောလိမ့်မယ်ပြုံစားတိုင်းစားကြီးမလိုက်ရသဖြင့်သူမမျက်လုံးတွေကြောင်နေမိသည်တဖက်အခန်းစီမှာအတန်ကို တိတိစိတ်နာဆွေ့နေမိတော့လေအကြတမ်းမြပဲမကြရပါကြားလိုက်ရသောအတန်မှာ သူမနဘေးတွင် ကလေသေးကလေမောအိပ်ပျော်နေသောကိုမင်းစုဤတခေါ်ကိုဟောက်တန်တာဖြစ်သည်ပါဇက်ကြီးဟောင်းလောင်းပွင့်ကခြေကရလက်ကရ အိပ်ပျော်နေသောသူသည်တချိန်ကသူမအယူမူချစ်ခင်ဆွလန်းတွေ့တာခဲ့ရသောကိုတက်နိုင်ဤတငယ်ချင်းအရင်ခောက်ခောက်တဲ့ကံကြမ္မာကိုစမ်းနေဟုသူမယူမဲမဖွဲလို့တော့တော့လေလှေစာရဲလိုက်တာဟုနာကြီးမိချင်လာသည်ဒီလိုအခြေအနေမျိုးရောက်မှ ိုချေရသေးသူနေတမိုးအောက်ထဲမှာအတူဆုံခွင့်ပေးတာဟာသူမကိုပြည့်ရဲ့ပြုလိုက်တာနဲ့အတူတူပဲသူမသည်ဖေဖေဆောင်မိအိမ်အတွက်ပုံစံဒီဇိုင်းဆွဲပြီးတော့အင်ဂျင်နီယာလေးကိုသက်နိုင်ကိုတစ်ဖက်သက်ဆွဲလန်းချစ်ခင်ခဲ့ဘူးသည်ဒါကိုလေကိုသက်နိုင်ရေးမိလောက်ပါသည်ကိုသက်နိုင်အိမ်လာရင်ကိုသက်နိုင်အနာရောက်ဖို့သူမအချိန်ပြည့်ညံနေညံနေတွေ့ထုတ်သုံးကငရံပြလူဖြက်ဖြက်လူခဲ့ဘူးသည်ကိုသက်နိုင်သူမကို စိတ်ဝင်စားလာအောင် ူမနှီးပေါင်းစုံသုံး၍မာယာများခဲ့သည်။သူမမျက်လုံးတွင်မှကိုတက်နိုင်ကိုဆွဲလန်းညှိတွဲသည့်အရေးတွေထင်ရှားတောက်ပနေတာကိုကိုတက်နိုင်မမြင်ပဲနေမတဲ့လား။ကိုတက်နိုင်သာပြန်မချစ်ရင် သူမယူသွားနိုင်ကြောင်း သူမ၏အရေးအခြေကို ကိုတက်နိုင်မြင်သာနိုင်လောက်ပါသည်။သို့သောကိုတက်နိုင်ကဓာရီကိုဂယုမပြူနိုင်ပဲနေစိတ်နိုင်ခဲ့သည်။လောကမှာမိမတယောက်ကသူ့စိတ်ရှိသလောက်သူ့အချစ်တွေကို ယောက်ျားတယောက်ထံအိတ်တုံဖားမောက်ရရရရရှိပါလျက်နဲ့အဲ့ဒီယောက်ျားကထိုရရမှုကိုလည်လျူရှုခဲ့ပါလိထိုမိန်းမလောက်ကန်ဆိုးသူမိန်းမမရှိနိုင်တော့ပေသူမသည်ထိုအချိန်မှစ၍ယောက်ျားတွေနဲ့ပတ်သက်လာလင်ဘာတခုမှကောင်းကွက်ကိုရှာမတွေ့ခဲ့ပေကိုတန်နိုင်ကိုချစ်စိတ်ဖြင့်ခံစားတာထက်မုန်းစိတ်ဖြင့်ခံစားရတာကဝေဒနာတွေရောပါတက်တာသွားလိမ့်မည်အထင်ဖြင့်နာနာချင်းချင်းမုံတီးတက်အောင်ကြိုးစားခဲ့သည် ကိုတက်နိုင် ရှင့်ကိုချစ်တာထက်ရှင့်ကိုမုန်းတာက ပိုတယ်ဆိုတာရှင်သိစေချင်တယ်အတိတ်ဤနာကျင်မှုကြောင့်သူမရောင်ရမ်းကတောက်တစ်ချက်ခေါက်လိုက်မိသည်သူမဤတောက်ခေါက်တန်းသည်တိတ်ဆိတ်သောညင်ဦးရန်တဲ့တွင် စီမျောလွင့်ပါသွားသည်ထိုခဏမှာပင်သူမနောက်ဖက်စီမှာအတန်တခုကြားသဖြင့်ဖြက်ခနဲလှဲ့ကြည့်လိုက်သည်။"အိုးကူတက်နိုင်" နောက်ခံအမောင်နဲ့တွင်မမကြီးရက်နေသောကိုတက်နိုင်ကသူမကိုတစီတကောင်၆လက်နေသလိုပင်သူမကြတိမွေးညင်းတွေ ထားကလမ်းဖြတ်တုံလို့သွားသည်ဖြက်ကနေသူမမတက်ထားရက်လိုက်မိသည်ကိုတက်နိုင်ဟိုဟိုးစာလေးကျွန်တော်အပေါ်သွားချင်တာနဲ့တရင်နိုးလာတာအဲ့ဒါရောင်ဝါဝါဖြစ်နေသောကိုတက်နိုင်ကို သူမကအိမ်သားရှိရာအိမ်နောက်ဘေးပဲစီသို့လက်ညှိုးညွန်ပြလိုက်သည်ကိုတက်နိုင်အိမ်သားကဒီဘက်မှာဒီကလန်းတိုင်းသွားလိုက် ကျေဇူးဟုဆိုက သူထွက်သွားသည် သူမရင်မောစွာကြံရစ်ခဲ့သည်တအောင်လောက်နေတော့သူ သူမအနာပြန်ရောက်လာသည်ကျွန်တော်ခဏထိုင်မယ်နော် ခွင်တောင်းသည်ဆိုတော့လေသူမခွမပြူမီသူကနေရာယူက သူမနဘေးမှာဝင်ထိုင်လိုက်သည်သူမယင်ထိတ်သွားသည်ဟိုအရင်ကဒီလိုအခြေအနေမျိုးကိုရဖို့သူမဘလောက်တောင်စူးစမ်းခဲ့ရသလဲအခုတော့လေအခြေအနေတွေပေးလာပြီမဲ့ သူမှာဝမ်းသာရင်ကုန်ခြင်းမရှိဘဲရင်တလက်လက်သာတုံရင်နေမိတော့သည်အာကာလညအခါမှာတစိမ်းယောက်ျားတစ်ယောက်နဲ့အတူရှင်တွဲထိုင်နေမိပါဘောလားပြီးတော့အဲ့ဒီတစိမ်းယောက်ျားကသူမှာချစ်ခဲ့ဘူးတော့သူတယောက်ဖြစ်သည်မန်းနေနေနိုင်အိတ်မပြောလို့များအပြင်ထွက်ထိုင်နေတာလားအိတ်မပြောတာကရောကျွန်တော်ကြောင့်များလားကျွန်တော်ရောက်လာလို့စိတ်နှောက်ရဖြစ်သွားသေးသလားသူမိကုန်းတွေကများလာကြည်လား သူမဘဲကားစဖြစ်ရမှန်းမင်းမသိတော့ဘဲကားစဖြစ်ဖြစ်သူမအဖြေတွေသည်ရင်내ကလာတော့မှန်ကန်သောစကားတွေဖြစ်လာလိမ့်မည်မဟုတ်တော့ပါရှင်ရောက်လာလို့ကျမစိတ်နောက်ရဖြစ်ရလောင်းကျမစိတ်ကိုရှင်မလွှမ်းမိုးနိုင်သေးပါဘူးညအပြင်ထွက်ထိုင်တာကလည်းကျမရဲ့အကျင့်လိုဖြစ်နေလို့ပါလန်တဲ့ဘက်ကိုတင်းတင်းပိုက်ထားကအမောင်နှဲကိုပင်သူမမမိတ်မတုံဆိုင်ကြည့်နေမိသည်သူနှကန်းတွေကိုညှို့သွားမလားသူ့မျက်လုံးတွေရွှင်မြူးသွားမလား ူမမတွေးချင်တော့ရှင်ဘာပဲဖြစ်နေနေရှင်ကိုကျွန်မဂရုမစိုက်ဘူးကိုတတ်နိုင်သူမအိမ်ထဲပြန်ဝင်သွားလင်ကောင်းမလားဟုစဉ်းစားမိသည်ဒီလိုအချိန်မျိုးမှာသူနဲ့သူမအတူတူရှိမနေသင့်ဘူးအိုးဘသူကရောသူမတို့နှစ်ယောက်ကိုမြင်နိုင်မှာမို့လဲဒီလောကကဘာကြီးမှာသူနဲ့သူမနှစ်ယောက်သေးတာရှိနေတယ်လို့သူမခံစားပြစ်လိုက်စမ်းပါအကယ်၍ ူဘက်ကသာတခုခုစကားကန်လန်းခဲ့ရင်းသူမလိုက်ရောပြစ်လင်ကောင်းမလားသူမျက်နာကို သူမဖြက်ကနေလှဲ့ကြည့်မိသည်သူမျက်လုံးတွေတောက်ပါဆူလဲ့နေသည် သူနှခမ်းတွေကလည်းတစုံတခုကိုဖော့ဖော့ယွနေသလိုပဲနောက်တော့သူစီကစကားတွေထွက်ကြလာသည်မနေနေနိုင်ခမရတို့မြို့ကိုပြန်ပြစ်ကြသည်လားခမရမိဘတွေရော ကျမနဲ့ကိုမင်းဆိုးတို့တို့သဘောမတူကြဘူးလေကျမတို့မြို့ကနေဒီကို ထွက်ပြေးလာခဲ့ကြတာ ကျွန်မဘယ်တော့မှပြန်ပြစ်မှာမဟုတ်ဘူး။အဲ့ဒီအချိန်ကအိမ်ဆောက်ပြီးလင်းပြီးချင်းသူ့ကိုနောက်ထပ်ထပ်မတွေ့ရတော့တော့အခါသူ့မှာရောင်ချာချာဖြင့်အယူတစ်ပိုင်းဖြစ်ကျန်ရခဲ့သည်။သူ့တရင်အစာနာကလေးများရလို့ရညာသူ့မှာစုံစမ်းပါတော့လေ။ဘာကူမှတိတိကျကျရေရေရရမသိရချေ။သူ့မရှိတော့သည် သူ့မှာဘဝဟာတတာကြီးတဲကိုတစုံတရာအစာထိုးဖြည့်စည်းရန် အပြင်းထန်လိုအပ်လာခဲ့သည်။ ထိုအချိန်မှာသူမနှင့်ကိုမင်းစိုးဆုံတွေ့ခဲ့ကြပြီးအမြန်ဆုံးလက်ထပ်ဖြစ်ခဲ့သည်ကိုမင်းစိုးခေါ်ရနောက်တော့ကောက်ကောက်ပေါအောင်လိုက်လာခဲ့တော့လေယနေ့တည်းထိတိုင် ကိုမင်းစိုးကို သူမချစ်သလားမချစ်သလားမဝီခွဲနိုင်မီသူမတီလာသည်မှာတနေ့တခြားသူမဘဝကိုသူမအလိုမကျဖြစ်လာလေသည် သူမကိုယ်တိုင်ဘလို့မှနှိမ့်မြုပ်ဝဲမရှိတော့သောလင်းယောက်ျားနဲ့တအိမ်ထဲမှာအတူတူပေါင်းသိနေထိုင်ရခြင်းသည် သူမအတော်တော်မဟာငရေကြီးတစ်ခုပင်ဖြစ်သည် သူမချစ်ခဲ့တော့ကိုတက်နိုင်နဲ့ဘလို့မှမနိုင်ရှင်သာလောက်အောင် အပုံကြီးခြာနာနေတော့ကိုမင်းဆိုးကိုသူမကလက်ထပ်ပေါင်းသိမ်းခဲ့တယ်ဆိုတာကို ကိုတက်နိုင်တော့ဘလို့တွေးနေမည်လဲမသိကြော်တော့လေတကြီးညားတော့လေထိုးသားလင်ခွေနဲ့ညားရတော့သူမဘဝကို သူမတိမ်ငယ်ရှက်ရွံ့မိသည် အထူးသဖြင့်အခုလိုကိုချစ်ခဲ့ဘူးသောယောက်ျားတစ်ယောက်ရှိမှသူမဘဝကိုလှစ်ဟပြရသည့်အတွက်ပို၍ပင်ဝမ်းနေနာခြင်းမိသည် မင်းဆိုးကိုချစ်လွန်လို့မင်းဆိုးနောက်ကိုမန်းနေနေနိုင်လိုက်လာခဲ့တာပေါ့နော်မင်းဆိုးကံကောင်းပါရဲ့ဗျာမန်းနေနေနိုင်လေပျော်မယ်ထင်ပါတယ်ကိုတန်နိုင်ထမ်းမှာယုတ်တည်းရဲ့ကောက်ချက်ချာတန်းကြတော့သူမနာကျင်စွာရေမောလိုက်မိသည်မိမတယောက်ကသူ့ရဲ့ပြစ်စုံပန်းစိတ်ခံစားမှုတသက်တခုထဲနဲ့ရွေးချယ်လိုက်တဲ့ရွေးချယ်မှုတခုဟာအဲ့ဒီမိမအတွက်နောက်အနာဂတ်မှာပျော်ရွှင်မှုရနိုင်သလားမရနိုင်ဘူးလားဆိုတာ ဘသူမှအဆုံးဖြတ်မပေးနိုင်ဘူးကိုသက်နိုင်ပြီးတော့စိတ်အလိုလိုက်မှုကြောင့်ကျမဘဝမှားယွင်းစွာဖြစ်တည်ရခြင်းကိုကျမအပြစ်ကြောင့်လို့ဆိုခြင်းတလို့ရှင်းကြောင့်လို့လည်းကျမအပြစ်ဖို့ခြင်းနေတကယ်တော့ယောက်ျားတွေက ကောင်းကိုမကောင်းတာပါ ထိုစကားတွေကိုတော့သူမှကျိတ်မိန်မျိုးသိပ်ပြလိုက်ရသည်ကျွန်တော်အိတ်တော်မဲမန်းနေနေနိုင်ယုတ်တည်းသူဖြတ်ခနဲထထွက်သွားသည်သူမှမတားတော့ပါ ညင်အမောင်ထဲမှာသူမတယောက်တည်းညင်စိန်စွာကြံ့နေရခဲ့သည်ထိုညကုံလွန်ပြီးနောက်ရက်တပတ်အနေငယ်အကြာတွင်ကိုမင်းစိုးစီကမမျောလင့်သောစကားတို့ကို သူမအံ့ဩစွာကြားခွင့်ရခဲ့သည်ဤမင်းနဲ့ငါနဲ့လုံးဝပေါင်းလို့မဖြစ်တော့မင်းစိတ်ကိုတလျှောက်လုံးလွှမ်းမိုးထားတာဘာလဲဆိုတာငါသိလိုက်ပြီဒီတော့မင်းနဲ့ငါလန်ခွဲကြစို့ထိုစကားကြားတော့သူမလီဟာနေတဲ့ရောက်ရှိသွားသလိုခံစားလိုက်ရသည် ထံရေးသားထားတဲ့သူမဤပစ္စုပန်ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ຫນွေဦးနရတင်ရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေရှင်။